ဘုရားဘာသာဝင်သူတော်စင်တွေအတွက်အရေးကြီးတဲ့မှာကြချက်လို့ပြောမယ်ဆိုရင်ပြောလို့ရတယ်။ယောက်ျားဘုရားကိုစီမီပန်ရေးချမ်းနေနဲ့နောက်ဆုံးချိန်ဆိုပြီးတော့ပူဇော်ကြတယ်။လူတွေကလည်းပူဇော်ကြတယ်။ကောင်းကင်ယံကနတ်တွေကလည်းပဲကောင်းကင်ယံအပေါ်မှာဒုရိယသန်းနေနဲ့ပန်းမိုးတွေရွာချပြီးတော့ယောက်ျားဘုရားရဲ့တက်တော်ထေရှားရှိတဲ့နောက်ဆုံးအချိန်ကို တန်းနေနဲ့ပူဇော်ကြတယ်ကုသနာယအင်းကြီးစုံကြတဲ့မှာနှစ်ပန်းနေနဲ့ဖွေးဖွေးလှုပ်ပြီးတော့မွေးချိုင်နေတဲ့အနေအထားမျိုးရောက်သွားတယ်အဲ့ဒါလို့တလောကလုံးကနောက်ဆုံးချိန်ဆိုပြီးတော့ပူဇော်တာနောက်ဆုံးချိန်သာဝတိမြမကြီးကလည်းအလွန်ကြည်မာတဲ့ပန်းကုံကြီးကိုကုန်းနေတာ။ယသောရပြိဋိဘံဆန်တော်မှာဆိုအပြေလွှာအဲ့ဒီပန်းကုံကြီးကိုယူဆောင်ပြီးမြတ်စွာဘုရားကိုပူဇော်တယ် နောက်ဆုံးအချက်နတ်မြတ်မာရီရဲ့တဏိတာနဲ့လူပြေကတဏိတာမတ္တမကွာလှမ်းတယ်ပေါ့အဲ့ဒါလို့နောက်ဆုံးအချိန်မှာလူတွေနတ်တွေအလုံးဥခိုက်ပြီးတော့မိမိတို့ယဉ်တဲ့နှလုံးထဲမှာမြတ်နိုးတဲ့အရာတွေနဲ့ပူဇော်ကြတဲ့အခါရသော်ပြာရှင်နန္ဒဥပမာလေလို့ဆိုအနန္ဒငါဖျားရဲ့နောက်ဆုံးအချိန်မှာ တူရိတတေဟာတူရိယာတို့ပန်းတို့အမွေနန္ဒာတွေ ਨੇ ခုလိုပူဇော်နေကြတာတဲ့ဒီလိုပူဇော်တာဟာပူဇော်မှုပူဇော်ခြင်းရဲ့ကုသိုလ်ကောင်းမှုမရဘူးလို့တော့ငါမဆိုလိုဘူးပူဇော်တာတော့ဟုတ်တယ်သို့တော့အကောင်းဆုံးပူဇော်မှုတော့မဟုတ်ဘူးလို့ပြန်ဆိုပြတာအကောင်းဆုံးပူဇော်မှုဆိုတာဘာလဲ ဓမ္မနုဓမ္မပฏิပတိငါဟောထားတဲ့လမ်းစဉ်အတိုင်းတသွေးမတိန်လိုက်တာချက်သုံးချင်းသာလဲအကောင်းဆုံးပူဇော်မှုဖြစ်တယ်တရားကျင့်ပြီးတော့ပူဇော်တာကိုမြတ်စွာဘုရားအနှစ်သက်ဆုံးအဲကြောင့်အနှစ်သက်ဆုံးဆိုဘုရားပွင့်တော်ကအမှန်တရားသိပြီးတန်တရားဝကလွတ်ဖို့ ပန်းပူဇော်တယ်ပန်းနဲ့ရေချမ်းနဲ့ပူဇော်တာမပူဇော်ရဘူးမဟုတ်ဘူးကုသမရဘူးလို့လည်းပြောတာမဟုတ်ဘူးမပူဇော်ရဘူးလို့လည်းမတားမြစ်ဘူးသူ့တိုင်းတာတစ်ခုနဲ့ကုသရင်ထဲမှာကုသဖြစ်တယ်မှန်တယ်သို့သောတရားချင်းတဲ့အခါမှာဒီတရားကိုတိမှတန်တရာဝကလွတ်မှာဖြစ်လို့ပန်းပူဇော်တဲ့ကုသလေးနဲ့တယ်မယ်တန်တရာဝကလွတ်ဖို့ရာကအလန့်กว่าနေသေးတယ် တရားမကျင့်မဲ့နဲ့ပူဇော်ယုံနဲ့ကျင့်တတ်နေမှာဆိုလို့မြတ်စွာဘုရားကတမ္မာပฏิပတ္တိအနုတ္တရာပူဇာတဲ့နာဝသီလဆောက်တည်ပြီးတော့နာဝသီလကိုဆင်ခြင်သုံးသပ်မယ်ကမ္မထာနှလုံးသွင်းမယ်မေတ္တာဘာဝနာပွားမယ်ဝိပဿနာတရားအထုတ်မယ်အဲ့ဒီအထုတ်ခြင်းဟာမြတ်စွာဘုရားကိုပူဇော်နေခြင်းပဲဖြစ်တယ်ဒီပူဇော်မှုကအကောင်းဆုံးပူဇော်မှုဖြစ်တယ်လို့မြတ်စွာဘုရားက မှာကြားခဲ့တဲ့စကားပဲဒါဖះမှာကြားတာဒါကြောင့်မလို့ဘုရားပူဇာမင်္ဂလာသဘင်ဆင်းချင်းပါတယ်ဆိုတာနေ့စဉ်နဲ့အမျှမိမိတို့ကိုယ်တိုင်တရားတော်ကိုကျင့်ကြံကြုပ်ကိုအထုနေခြင်းဟာလည်းပဲမြတ်စွာဘုရားကိုပူဇော်နေခြင်းပဲဖြစ်လို့ဖះကြိုက်တဲ့နည်းနဲ့ပူဇော်တာပဲဖြစ်တယ်ကြံတဲ့ပန်းရည်ချမ်းစီမီပန်းတို့နဲ့လှူတာကြတော့ဖះမကြိုက်ဘူးလားလို့ဆိုတော့ဖះမကြိုက်ဘူးလို့လည်းပြောတာမဟုတ်ဘူးเนาะအကောင်းဆုံးမဖြစ်သေးဘူးလို့လည်းပြောတယ် အကောင်းဆုံးပဲဖြစ်ဖို့လို့ပြောတယ်။အဲ့တော့အကောင်းဆုံးပူဇော်တဲ့ဤကိုမလေဟင်းစေဖို့ပဲအရေးကြီးတယ်ပေါ့။စီမီနဲ့ပန်းနဲ့ရေချမ်းနဲ့လည်းပူဇော်ရမှာဖြစ်တယ်။အကောင်းဆုံးပူဇော်ဤဖြစ်တယ်။ကိုချင်းတရားကို ပြုပြင်ကိုချင်းသီလနဲ့ပြည့်စုံအောင်လုပ်ခြင်းတရားဓမ္မကိုနှလုံးသွင်းခြင်းဆိုတာနဲ့လည်းပူဇော်ရမှာဖြစ်တယ်။အဲဒီလိုပူဇော်မှုနည်းကိုမရောက်မှမရောက်ရင်ဒီ အရေးကြီးတဲ့အကျိုးအာနိသင်မဖြစ်မှာဆိုလို့မြတ်စွာဘုရားကုသိုလ်တွေထဲမှာမြတ်စွာဘုရားဟောထားတဲ့ကုသိုလ်တွေဝိလာမတုတ်တမဟောထားတဲ့ကုသိုလ်တွေရဲ့အဆင့်ဆင့်အကောင်းဆုံးကုသိုလ်လုပ်ကြမယ်ဆိုရင်ဘယ်ကုသိုလ်လုပ်ရမလဲလောကမှာမွေကြေးတနာကုန်ကြတဲ့ကုသိုလ်ဟာအကောင်းဆုံးလားဘယ်ကုသိုလ်ဟာအကောင်းဆုံးလဲ ဒီအယောင်းဝယ်လုပ်တဲ့ပုံကိုယ်တွေဟာကြည့်လေလိုင်းခင်းတဲ့ကြောက်ရောင်းတဲ့လူနဲ့ရမများကြောက်တို့ကြောက်စိမ့်တို့ရောင်းတဲ့လူနဲ့တူလေလိုင်းခင်းတဲ့ကြောက်ရောင်းတဲ့ပုဂ္ဂိုလ်ဟာကာကြီးတွေနဲ့တိုက်ပြီးကြောက်ပုံကြီးကြီးကြီးဟိတ်နေအောင်ပုံထားပြီးတော့ရောင်းတာဟာဘယ်တော့မှမရအကြီးကောင်းတဲ့ပရမရာကြောက်ကလေးတစ်လုံးဟာ အိတ်ထောင်ထဲမှာတောင်းမှာအပြည့်ဖို့ထဲထားအဲ့ဒီပြမကျောက်ကလေးတလုံးရောင်းလာခုနကကားအစီ20 200 300တက်ရတဲ့ကျောက်ပုံကြီးနဲ့စားလိုက်ရင်ပြမကျောက်လေးကတမုချီမှာလေစိန်လေးတပွင့်ကတမုချီမှာကျောက်ပုံကြီးကတမုမရှိဘူးကုသိုလ်မှလည်းပဲအဲ့ဒီလိုသဘောထား ဘဲကုတုကအသေးစားဘဲကုတုကအချီစားရလိုက်တဲ့အခါအကျိုးမြတ်စွာဘုရားခြားနာမှုရှိတယ်။အဲ့ဒါကိုမြတ်စွာဘုရားဝေလမတုတ်တံမှာဟောထားရှိတယ်။ငွေချေတနာအကုန်ချခံပြီးတော့လှုပ်တဲ့ကုတုတွေထဲမှာတဲ့စတုတ္တိတာတန်ကအရက်လေးမျက်နှာမှာအပိပိတာစီမရှိကြွလာနိုင်တဲ့တန်ကတွေကိုရည်ညွှန်းပြီးတော့တန်ကြီးကကြောင်းအဆောက်အဦးတစ်ခုဆောက်လှူတယ် ွေကြေးတနာအကုန်ကြခံပြီးတော့ဆောက်လှူတဲ့အကြောင်းအလှဟာငွေကြေးတနာဂုံနဲ့အထဲမှာတော့အကောင်ဆုံးကုသိုလ်လို့ပြောတယ်။နော်ဆွမ်းလှူတဲ့ကုသိုလ်ရှိတယ်၊သင်္ကန်းလှူတဲ့ကုသိုလ်ရှိတယ်၊ဆေးလှူတဲ့ကုသိုလ်ရှိတယ်။တန်ခါးလေးကိုရင်ညွှန်းပြီးတော့ဆောက်လှုပ်တဲ့အကြောင်းအလှရှိတယ်။အဲ့ထက်ပဲဆွမ်းသင်္ကန်းကြောင်းလို့ဆိုတဲ့ကုသိုလ်တွေထဲမှာကြောင်းလှူတဲ့ကုသိုလ်ဟာအကောင်ဆုံး။ဘာကြောင့်အကောင်ဆုံးလို့ပြောရသလဲဆို တတိယတိုင်းကုသိုလ်တွေတိုးနိုင်တယ်သာဝရကုသိုလ်မျိုးဖြစ်လို့ကောင်းတယ်လို့ပြောတယ်ဆွမ်းဆိုတာထမင်းအသက်ခொနည်းရဲ့ခொနည်းရဲ့ပဲဒါတော့မှမနဲ့ကပ်ပြီးနေတယ်စာနောက်တည့်ရဲ့မရှိတော့သင်္ကန်းဆိုတာ၃လေးလာပဲဆေးဆိုတာကျောင်းသာဝရနာရှိမှလိုအပ်တာအဲ့တော့ကြံတဲ့ဆွမ်းသင်္ကန်းဆေးတို့ဟာတခဏလေးပဲသာဝရလိုအပ်ချက်လည်းမဟုတ် ကျောင်းဆိုတာကြတော့အနည်း90အနည်း100ဟောလို့ဆောက်ဦးရှိတယ်မှာအခုပဲကြည့်ဒီသိမ့်ဓမ္မယုံကြီးထဲမှာအေးချမ်းချမ်းတရားနာနိုင်ခွင့်ရှိတယ်ဘယ်သူကနေပြီးတော့ဆောက်ရှောက်ကားွယ်ပေးထားတော့ဆိုတော့ဒီဆောက်ကြီးကကိုယ်အချိုးပြုတာအပြစ်မဲ့မှာဆိုရင်အေးမယ်သို့မဟုတ်နေပူမယ်ဒီလိုမနေနိုင်ဘူးအဲ့တော့နေပူရင်ပူမယ်အေးရင်အေးမယ်လေတိုက်ရင်တိုက်မယ်ဟောဆောက်ဦးတဲ့ကြတော့ ပို့ပြီးတော့ချမ်းသာလေလုံးမုံးလုံးအနေထားတကူဒါဘသူကအကျိုးပြုတာဒီเจ้าကအကျိုးပြုဆောင်းဦးကအကျိုးပြုနေတာလူတွေကိုဒါကိုဥပနိဒေယပစ္စယောလို့ခေါ်တာနော်ဥပနိဒေယပစ္စယောလူလူချင်းသာခြေဆုပြုတယ်လို့အမတ်တမဲထင်ညာထင်ကောင်းထင်နေတယ်အဆောင်းဦးကကိုယ့်ကိုခြေဆုပြုထားတာအဆောင်းဦးကခုချိန်မှာခြေဆုပြုထားတယ် အေးအေးချမ်းချမ်းနေနိုင်တာအဆောက်အဦချစ်ထို့သူပဲအစာတို့အဝတ်တို့အားလည်းကျေးဇူးပြုတယ်အဲ့တည်းမဲ့ကျေးဇူးပြုတဲ့တည်းမဲ့အဆောက်အဦရဲ့ကျေးဇူးပြုမှုကပို့ပြီးတော့ချီးမားတယ်ဒါကြောင့်เจ้าအလှကကောင်းဆုံးလို့ဒီလိုမျက်စုဖြာဟုတ်ဒါပြင်ဒီတဲ့ကောင်းတဲ့ကုသိုလ်ကောင်းမှုတွေရှိသေးလားရှိတယ်ခုနကဘုရင်တရဏရေဆံပြီးဆိုပြီးကိုယ့်ရဲ့ဘဝကိုဖရာတရားတန်ခါကိုအနှံလိုက်တယ် တရဏဂုံဆောက်တည်ရစာတကယ်အနန္တလိုက်တာနော်ကိုယ့်ရဲ့ဘဝတစ်ခုလုံးကိုဘုရားအဆုံးအမတိုင်းနေပါမယ်တရားအတိုင်းကျင့်ပါမယ်တန်ခါရီနဲ့ပတ်သက်ပြီးကုသကောင်းမှုလုပ်ပါမယ်ဆိုဘုရားတရားတန်ခါနဲ့ပတ်သက်ပြီးအဲ့လိုအနန္တလိုက်တယ်ကိုယ့်ဘဝကိုဆောက်လုပ်ပြီးအနန္တလိုက်တယ်အဲ့ဒီကုသကကြောင်းဆောက်ပြီးတော့ဝေကုံကြီးကြထားပြီးတော့ဆောက်လုပ်တဲ့အလှူတွေပို့ပြီးတော့ကြီးပါတယ် ။ဘာကြောင့်ကြီးမားတော့ဆိုတော့ကိုဘောကကြောင်းလူတယ်ဆိုတော့ပြမက်ကပစ္စည်းနဲ့အတုံးချပြီးလူတာ။ဝိချေတနာဆိုတာအပြင်ကပစ္စည်းကိုကိုဘောကကိုအနားလိုက်တယ်ဆိုတော့ကိုရဲ့ဘဝလို့ဆိုတဲ့တမိုးမဖြတ်နိုင်တဲ့အသက်ကိုအနှဲ့ပြီးတော့လှူဒါန်းတာဖြစ်သွားကြောင်းဒီတရဏဂုံကပို့ပြီးတော့မြတ်တယ်။အဲ့ဒီတရဏဂုံနဲ့မြတ်တာရှိသေးလားဆိုတရဏဂုံဆောက်တည်ပြီးတဲ့နောက်မှာ၅ပါးသီလလုံးထိမ့်သိမ့်လိုက်တယ်။ ဟောတာပုံမြတ်သွားဒါဖြင့်တိတဲ့မြတ်တာရှိသေးလားဆိုရှိတယ်တလို့မေတ္တာရိတ်တာလို့ဆိုဒီကမေတ္တာပွားတယ်မေတ္တာဘာဝနာပွားလိုက်မယ်ဆိုလို့ရှိရင်တော့တရဏဂုံတိလဆောက်တိထားတာတဲ့မေတ္တာပွားတာမေတ္တာပွားတာတော့မှအကြာကြီးမဟုတ်ဘူးကန္တောဟနမတ္တပိမေတ္တာပါဝေတိ နန္ဒတရှုလို့သူတို့ဆိုတယ်ဒီစကလုံးကိုကန္တော်ဟနဆိုတာနန္ဒတရှုလက်ချောင်းလေးနှစ်ချောင်းနဲ့တဏ္ဍာတို့ပါတို့စန္ဒကူတို့တွေးထားပြီးတော့လက်ချောင်းလေးနှစ်ချောင်းနဲ့ယူပြီးတော့နှကောင်းဝါကိုတိတ်လိုက်တဲ့အချိန်ပိုင်းလေးဟာဘယ်တော့မှမရှိအဲ့ဒါကိုနန္ဒတရှုလို့ပြောတယ်နော်နန္ဒတရှုလေးတော့ပဲမေတ္တာစိတ်ကိုဖြစ်အောင်ကြိုးစားကြည့်ပါ ဲ့ဒီမေတ္တာပွားမှုဟာခဏကတရဏဂုံတီလာចောင်းဆောက်တာနေတဲ့ပို့ပြီးတော့တံပိုးချင်ပါတယ်။ဘာကြောင့်လို့ဆိုရင်မေတ္တာဘာဝနာပွားပြီးတော့ဆံရသွားမယ်ဆိုရင်ကဘာချီပြီးတော့အသက်ရှိတဲ့ပြမဖြစ်နိုင်တယ်လေ။တက်တန်းကိုအလောက်ထိအောင်ရှိကြအောင်ထိမ့်သိမ့်ပေးနိုင်ချမ်းသာဒုက္ခကိုကြာကြီးထိမ့်နိုင်ဒါနတို့တီလာတို့ဆိုတဲ့အရာကလူပြေလူချမ်းသာ၊နတ်ပြေနတ်ချမ်းသာဒီလောက်ပဲပေးနိုင်တယ်။ ကဘာချီပြီးအသက်ရှင်နိုင်အောင်မစွမ်းဆောင်နိုင်ဘူးမပေးနိုင်ဘူးမေတ္တာဘာဝနာကဆန်းအဆင့်ထိအောင်ရောက်သွားတယ်မေတ္တာဘာဝနာဆိုရင်ကဘာချီပြီးတော့အသက်ရှင်တဲ့ပြမအနေထားချမ်းသာဒုက္ခတရားပေးနိုင်တယ်ဆိုသူရဲ့စွမ်းအားပို့ပြီးတော့ချီမတယ်ဒါဖြင့်မေတ္တာဘာဝနာဆိုတဲ့ကုသိုလ်ကောင်းမှုဟာအကောင်းဆုံးဖြစ်ပြီလားဆိုဖြစ်သေးဘူးသူရဲ့ကောင်းတာမှာတော့ ဣစရာသင်္ကတာမတ္တံပိအနိစ္စသင်ညာဘာဝေတိလက်ဖြစ်တည်းအချိန်လေးပဲဖြစ်စေကိုယ်ခန္ဓာကိုစူးစိုက်ပြီးတော့အောဘေးရမမမြဲပါလားဆိုတဲ့ဝိပဿနာတရားကိုထူစားထုတ်တယ်မမြဲဘူးဆိုတာကိုဆင်ញင်သုံးသပ်နိုင်ခြင်းဟာဝိပဿနာဉာဏ်ကိုဖြစ်အောင်လုပ်အဲ့ဒီဝိပဿနာဉာဏ်ကြတော့လုံးလို့ရတဲ့ကုသိုလ်တွေမှာအကောင်းဆုံးကုသိုလ် ထီးတဲ့ကောင်းတဲ့ကုသိုလ်မရှိတော့ဘူးလုံလို့ရတဲ့ကုသိုလ်တွေမှာထီးတဲ့ကောင်းတဲ့ကုသိုလ်မရှိတော့ဘူးမကုသိုလ်ဆိုတာလုံလို့ရတဲ့ကုသိုလ်မဟုတ်ဘူးဝိပဿနာ ကုသိုလ်လုပ်ပြီးမျက်မှောက်ပြုရတဲ့ကုသိုလ်မျိုးသာဖြစ်တယ်ကုသိုလ်ဆိုတာမကုသိုလ်မှာလမ်းဆုံးတယ်သောသောမကုသိုလ်သည်လုံလို့ရတဲ့ကုသိုလ်မျိုးမဟုတ်ဘူးအားထုတ်ရမယ့်ကုသိုလ်သည်ဝိပဿနာကုသိုလ်အမြဲ တော့အနိစ္စမမြဲဘူးဆိုတဲ့သဘောတရားလေးကိုစဉ်းစားကြည့်မမြဲဘူးဆိုတာအာဟုတ်တော်ဟာတံဘောတိဟုတ်တော်ဟာပฏิဝေတိဘယ်နေရာမှမရှိနေတာမဟုတ်ဘဲနဲ့အကြောင်းကြောင့်ပေါ်လာခြင်းပေါ်လာပြီးတဲ့နောက်လုံးဝပျောက်ကွယ်သွားတယ်ဒါကိုအနိစ္စလို့ခေါ်တယ်အနိစ္စဆိုတာရှိနေတာလည်းမဟုတ်ဘူး အကြောင်းကြောင့်ဖြစ်ပေါ်လာပြီးတဲ့နောက်ပျောက်ကွယ်သွားတဲ့သဘောစဉ်းစားကြည့်နေစီတီးတယ်ဆိုခဏစီရိရိုက်လာတာကြည့်ခုချိန်မှာစီတာမကြတော့ဘူးเนาะအဲ့ဒီစီဟာစဉ်းစားကြည့်ဖို့ရအဲ့ဒီခဏကရိုက်ခတ်နေတဲ့စီတန်နေဘုံတန်နေဟာဘုံထဲမှာရှိနေတာလားသို့မဟုတ်တီးတဲ့လူရဲ့လက်ထဲမှာရှိနေ ဘယ်မှမရှိမနေဘူးလေဘယ်မှမရှိအေးတိခတ်ခြင်းဆိုတဲ့အကြောင်းတရားစီမျက်နှာပြင်ရဲ့တိခတ်တဲ့လက်ရဲ့နှစ်ခုပေါင်းစုံလိုက်တဲ့အခါမှာဒီအတန်ထွက်လာထွက်လာပြီးပြီးချင်းပြောင်းမသွားဘူးလားပြောင်းသွားတယ်ခုနကအတန်ဒီတစ်ခုမှရှာမရတော့ဒါပြောင်းသွားတယ်ဆိုတာဘယ်နှရောက်ပြီးဘယ်ကြားတဲ့ရောက်သွားလဲတော်တဲ့ဝင်သွားကြသလားပြေးချီအောင်ရောက်သွားလားသို့မဟုတ်လေတဲ့အတွက် ဘယ်မှမမရောက်ဘူးပြောက်သွားတယ်။အနိစ္စသဘောတရားဆိုတာအဲ့ဒါကိုပြောတာ။အဟုတ်တော့သံမောတိငိုကရှိနေတာမဟုတ်ပဲနဲ့အကြောင်းကြောင့်ပေါ်လာတယ်။ပေါ်လာပြီးတဲ့နောက်မှာလုံးဝပျောက်ကွယ်သွားတာအဲ့ဒါအနိစ္စလို့ပြောတယ်။နော်။ဗမာလူတော့မမြဲဘူးလို့ပြောတဲ့သဘောဟာလုံးဝမပြည့်စုံသေးဘူးပေါ့။မမြဲဘူးဆိုတာဟာငိုကရှိနေတာလည်းမဟုတ်ဘူးအကြောင်းကြောင့်ဖြစ်ပေါ်လာတယ် ဲ့တော့ဘုန်းဘုန်းကြီးတို့ရဲ့တဏ္ဍမဖြစ်နေတဲ့စိတ်တွေဟာလည်းပဲဒီတိုင်းပဲအတိစိတ်တွေဟာလည်းကိုယ်ရင်နဲ့နှလုံးနဲ့ခေါင်းနဲ့နှလုံးသားထဲမှာထာဝရရှိနေတာမဟုတ်ဘူးအကြောင်းတိုက်ဆိုင်လို့ဒီစိတ်ကလေးကပေါ်လာတယ်ပေါ်လာပြီးတဲ့နောက်ထာဝရပြောက်ွက်သွားတယ်အဲ့ဒီသဘောတရားလေးကိုထိုင်ပြီးတော့စဉ်းစားကြည့်နေဆိုတော့မျက်စိလေးဖွင့်လိုက်တယ် ဖွင့်လိုက်တဲ့အခါမှာပြင်ပကပြင်းစရာအာယုန်လေးတစ်ခုကမျက်စိလာတိုက်တယ်။လာတိုက်လိုက်ရင်မြင်တယ်ဆိုတဲ့စိတ်ကလေးပေါ်လာတယ်။နော်။တပင်းမြင်တပင်းဆိုတဲ့မြင်တဲ့စိတ်ကလေးပေါ်လာ။အဲ့ဒီစိတ်ကလေးဟာငကိုတုံးကမျက်စိထဲမှာရှိနေတာလား။သို့မဟုတ်မြင်စရာအာယုန်ထဲမှာဒီစိတ်ကလေးကရှိနေတာလား။ဆိုရင်ဘယ်မှာမှရှိတာမဟုတ်ဘူး။ မျက်စိနဲ့အဆင်အာယုံနှစ်ခုဆုံလိုက်တဲ့အခိုက်ကလေးမှာပေါ်လာတာဖြစ်တယ်ပေါ်လာပြီးတဲ့နောက်ပျောက်ကွယ်သွားတယ်သူ့ကိုအကြောင်းပြုပြီးဆက်စင်းစားတဲ့စိတ်တွေကဆက်ပြီးဖြစ်နေတယ်နော်မစင်းစားဘူးဆိုဒီနေ့ကပြီးသွားပြီသူကလမ်းမှာမစင်းစားတာတွေအများကြီးပဲနေမြင်ပြီးမစင်းစားတာအဲ့ဒီသဘောတရားလေးကိုဆင်ញင်သုံးသပ်ပြီးတော့ကြည့်နားကအတန်ကြားလိုက်ရင်လည်းထုတ်တူပဲ တန်နဲ့နားနဲ့တိုက်လိုက်တဲ့အချိန်လေးမှာအသိစိတ်လေးပေါ်လာတယ်။အဲ့ဒီအသိစိတ်လေးဟာနားထဲမှာရှိနေလားဆိုမရှိဘူး။မရှိဘူး။အဲ့ဒီမရှိတဲ့အသိစိတ်လေးကဖြစ်ပြီးပြတ်သွားတယ်ဆိုတဲ့အနိစ္စသဘောကိုဆင်ញင်သုံးသပ်နိုင်မှုဝိပဿနာဉာဏ်အနိစ္စတင်ညာပွားများအထောက်ချင်ဟာကုသိုလ်ထဲမှာအကောင်းဆုံးကုသိုလ်ပဲဖြစ်တယ်။မြတ်စွာဘုရားကဝိလမတုဒ္ဓမှာဒီလိုခေါ်တယ်။ဒါကြောင့် ဘုရားပူဇာမင်္ဂလာသဖြင့်ဆင်းခြင်းမပြုလုပ်မယ်ဆိုရင်ဘုရားဘာသာဝင်သူတော်စင်နေနေအကောင်းဆုံးလုပ်ချင်တယ်ဆိုရင်မလုပ်အောင်လေဒါလုပ်အောင်နော်အကောင်းဆုံးတော့သမ္မာပฏิပတ်တိအနုဒရာပူဇာရသော်ရဟောတဲ့အတိုင်းဒီအသိဉာဏ်ရရှိအောင်လုပ်လုပ်ပြီးတော့ရသော်ရကိုပူဇော်တယ်အဲ့ဒီပူဇော်မှုသည်အကောင်းဆုံးပူဇော်မှုဖြစ်တယ် ပြိနိဗ္ဗာန်ဆံဃာနိဗ္ဗာန်မြတ်စွာဘုရားရဲ့မှာကြားချက်ကလည်းအကောင်းဆုံးပူဇော်မှုနဲ့ပူဇော်ဖို့ဆိုတာမှာခဲ့တာဖြစ်တယ်။အေးဒါကြောင့်လောကမှာကောင်းတဲ့ကောင်းတာကိုရွေးချယ်ပြီးတော့လှုပ်ဆောင်ကြမယ်ဆိုလို့ရှိရင်ဝိပဿနာကုသိုလ်သည်အကောင်းဆုံးဖြစ်သည့်အတွက်ကြောင့်ဝိပဿနာကုသိုလ်နဲ့မြတ်စွာဘုရားကိုတို့တည်းပူဇော်ကြမယ်လို့ပူဇော်တိုင်းပူဇော်တိုင်းဒီကိုချက်တရားနဲ့ပူဇော်ခြင်းဟာအကောင်းဆုံးပူဇော်မှုဖြစ်တယ်ဆိုတာသိရှိနားလည်ပြီး ဆက်ဆိုပြရသာသနာတော်နဲ့ကြုံကြိုက်တဲ့အခါဘဝမှာအတိညာရှိတဲ့အခိုက်ကလေးမှာကြိုးစားလိုက်ကြမယ်ဆိုရင်တန်တရားတစ်ခွက်မှာလွဲချော်မှုတွေမဖြစ်ပဲဒီဘဝဒီဖရလက်ထက်ဒီဘဝမှာတမက်တဖို့မရသေးလို့ရှိရင်ဒီဘဝကဆုံးသက်လို့လက်ပြည့်ရောက်ရင်မဖို့ရနိုင်တယ်သို့မဟုတ်ဒီဘဝသေကနေမှမဖို့ရနိုင်တယ် နေ့စဉ်လုံးနေလို့ရှင်ဒီကနေ့မှမဖွရနိုင်နဲ့ဒီကနေ့လွှဲချော်သွားရင်နောက်ဘဝနှပ်ပြီဖြစ်နှပ်ပြီမဖွရနိုင်အဲ့ဒါထပ်ပြီးတော့လွှဲချော်သွားရင်ဖယားမပွင့်တဲ့ခင်မှာပစ္စိကဘုရားဖြစ်တယ်အဲ့ဒါထပ်ပြီးတော့လွှဲချော်သွားမယ်ဆိုလို့ရှင်နောက်ဖယားနဲ့တွေ့တဲ့အခါမှာတရားဓုတရားမြတ်ကိုအလွယ်တကူရရှိနိုင်တယ်ဝိပဿနာတရားကျင့်ကြံပွားများအားထုတ်ခြင်းဟာတခွေးမတွေ့ရင်တခွေးတွေ့ဖို့အတွက် အကောင်းဆုံးနိလန်ဖြစ်တယ်ဆိုတာတရားဓမ္မကြင်ကြကျုပ်ကိုအထုံနေတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းအတွက်ဒီအချိန်တစ်ချိန်ဟာကိုယ့်အတွက်တမိုးရှိဆုံးပဲဖြစ်တယ်လို့မှတ်ယူကြမှာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိတ္တအပေါင်းတို့သမ္မာပฏิပတ္တိအနုဒရာပူဇာမင်္ဂလာချင်းစဉ်တရားဖြစ်ကြင်ကြကျုပ်ကိုအထုံချင်းသည် မြတ်စွာဘုရားကိုပူဇော်တဲ့နေရာမှာအကောင်းဆုံးပူဇော်ခြင်းဖြစ်တယ်ဆိုတာကိုသိရှိပြီးအကောင်းဆုံးပူဇော်ခြင်းဖြစ် ပူဇော်နိုင်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း